ပညာလှူရှားမှုကတော့ဒီလောက်ကုန်ဆိုလို့ရှိရင် Amazing City ဆိုတဲ့ TV program ဆက်ရိုက်တော့မှာပါအဲ့ Amazing City ဆိုတဲ့ TV program ကဒီမြန်မာနိုင်ငံအထင်ကြီးရှိတဲ့မြို့တော်တွေကနေဒီရင်ချင်းမှုအမွေနဲ့တူပေါ့နော်မိဘပြည်သူတွေနေမကောက်ဒီခေတ်လူငယ်တွေပါတည်အောင်လို့ရည်ညွှန်းပြီးတော့တင်ဆက်မဲ့အစီအစဉ်အဲ့မှာမိုးစာ presenter အနေနဲ့မြို့တွေကိုသွားရမယ်လိုက်ကြည့်ရမယ်ဟုတ်အဲ့လိုမျိုးပါ ဆိုကိုစားပြုထားတဲ့ brand တွေ Alpine, Bangkok Airway ပြီးတော့ VV အချို့ကြီးပေါ့နော်ဒီ brand တွေကိုမူဆက်ကတက်နိုင်ဆုံးသူတို့ရဲ့ marketing ရည်ရွယ်ချက်ပေါ့နော်ဒီပြည်သူတွေကိုသူတို့သိစေချင်တဲ့ဟာအကျိုးပြုချင်တဲ့ဟာတွေကိုအာဆွမ်းဆောင်သွားနိုင်အောင်လို့ကြိုးစားသွားမယ်ပြီးရဲ့အခါမှာတော့ဒီ Amazing Series TV program တွေကနေတဆင့်မိဘပြည်သူတွေရောနိုင်ငံခြားသားတွေရောဘုံသူတရအောင်လို့တင်ဆက်သွားမယ်ပေါ့နော်ဒီတော့အေးဟိုရိုးရားဘယ်လိုပြောမလဲထိုင်းမြန်မာရုပ်ရှင်တခုပေါ့အဲ့ဒီတခုမှာပါမ ပါဖို့တော့ရည်ရဲချက်ရှိပါတယ်ဟုတ်ဒါပေမဲ့ဟို script မထွက်သေးတဲ့အတွက်ထုံးစံဟိုပြောခဲ့တဲ့အတိုင်းပဲတရားရခိုင်နှုံးတော့မသေးကြသေးပါဘူးပြီးရခါမှာကြောညာတစ်ခုနှစ်ခု တော့လက်ခံထားပါတယ်ဒီလောက်ပါပဲဒီမကြခင်မှာကျင်းပတော့မယ်2014 Miss Universe မြန်မာပွဲမှာပေါ့နော်ပါဝင်ဖို့အတွက်စဉ်းစားနေကြတဲ့ညီမငယ်လေးတွေအမ်မိုးသက်ပြောခြင်းနေရတော့ဒီ ဘယ်လိုပြောမလဲဒီပြိုင်ပွဲတစ်ခုကိုဝင်နေဆိုတာကကိုယ့်အတွက် self development အနေနဲ့ဝင်တာပေါ့နော်အဲ့လိုမျိုးကိုကဒီကနေပြီးတော့တင်းမှုတွေရှိမယ်ကိုယ့်မှာတိုးတက်ပြောင်းလဲမှုတွေရှိမယ်ဒါတွေကဖို့အတွက်အကျိုးမြတ်ပဲဆရာတွေဖြစ်စေမရဘူးဖြစ်စေအာဒါကိုယ်နဲ့ကြံခဲ့မဲ့ဟာဘယ်သူမှလူယူလို့မရတယ်လို့ဘယ်သူ့ဘုံမှာလဲဟိုကိုက ေးလို့မရဘောနော်ကိုပေးရင်လည်းကိုရလာတဲ့ပုံစံနဲ့တူမှာမဟုတ်ဘူးဟုတ်အဲ့လိုမျိုးသဘောတရားပဲမိုးသက်ဒီရုရှားမှာပြန်ခဲ့ရဲဆိုတာကိုဘလို့ပဲရှဲရှဲမတူနိုင်အောင်ပေါ့နော်ဒီဒီကိုတိုင်းပြိုင်ပွဲဝင်ခဲ့တဲ့မိုးသက်ရခဲ့ဟို result နဲ့ခံယူချက်တွေတိုးတက်မှုတွေဒီအတွက်လိုမျိုးအခွင့်အရေးတွေဆိုတာအရင်တော့ကမြန်မာပြည်မှာမရှိခဲ့ဘူးအခုရှိတဲ့အချိန်မှာကိုကပါဝင်တဲ့နဲ့ဒီလိုပါဝင်ခြင်းအဖြစ်နဲ့ကိုကိုတိုးတက်မှုရှိမယ်အဲ့ဒါကိုခံယူပြီးတော့အားလုံးကိုပါဝင်ဖို့တိုက်တွန်းချင်ပါတယ်ပေါ့ ကမ္ဘာ stage တွေပေါ်မှာဘယ်ဒီပွဲတွေကိုစောင့်ကြည့်နေတဲ့လူတွေကကြည့်လိုက်လို့ရှင်ကိုမြန်မာနိုင်ငံကိုစားပြုတယောက်လည်းထွက်လာမယ်ပေါ့နော်ဟုတ်အဲ့ဒီအချိန်မှာကိုကလည်းခုနပြောလို့ပဲမြန်မာပြည်အတွက် chance တခုရတယ်ဒီ chance ကိုကိုတကယ်လို့မြန်မာပြည်တော့မပြိုင်ရင်ဆိုလို့ရှင်စုရဖို့အတွက် chance တော့မရှိဘူးခွင့်ရတော့မရှိဘူးအခုမြန်မာပြည်ကပြိုင်နေတဲ့အတွက်ဘာပဲဖြစ်ဖြစ်ဟို1%ပဲဖြစ်ဖြစ်ဒီမှာအခွင့်အရေးတခုရရပေါ့နော်ဟုတ် အာတခြားကျောင်းရတယ်အများကြီးပါတယ်ဒါပေမဲ့မိုးဆက်မြန်မာကတော့မြန်မာဆိုပြီးတော့ဒီလိုမျိုးအများနဲ့ပပလာခွင့်ရလာတာဒီမိုးဆက်တို့မြန်မာပြီးဘုမျိုးတို့တက်တာရဲ့အချိန်တိုင်းတာနဲ့ဆိုတာတော်တော်မြန်တယ်လို့ပြောလို့ရပါတယ်ဟုတ်လောလောဆယ်မိုးဆက် miss ဖြစ်ပြီးရခါမှာပေါ့နော်ဒီကြောင်ညာကန်းလန်းတာကိုလက်ခံဖြစ်တယ်။ဒါပေမဲ့ရုပ်ရှင်တွေရောလက်ခံမလက်ခံအတိပေါ့နော်။ဒါပေမဲ့ဒီစဉ်းစားနေရတဲ့ဟာတခုဆိုလို့ရှိရင်ထိုင်းမြန်မာ တူတူတွဲရိုက်မယ်ရုပ်ရှင်ကားတကားမှာပေါ့နော်ပါဝင်မှုတော့စဉ်းစားရတယ်ဒါကတော့ script ထောက်မှာပဲ100%တင်ကြမယ်ဒါပေမဲ့ဒီဘိုးဆက်ပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်က K-pop show တခုပါကြည့်ရဲမှာဘိုးဆက်ဘာဘာခံစားလိုက်ရလဲဆို Korean drama တွေရဲ့ပြပြမယ် influence ဘလောက်ကြီးလဲတော့ခံစားလိုက်ရဘာဖြစ်လို့မိုးဆက်ကိုယ်တိုင်ကသူတို့ကအဲ့ဇကားတွေကဇဝင်ခံတခြင်းကိုသွားလွှင့်နေပြန်ဆိုပြရတယ် အချိန်မှာကိုကလည်းအိဇလန်ကိုတင်မှာမမေ့နိုင်ဘူးပေါ့နော်အဲမိုးဆက်ဒရာမာမြန်မာပြည်ကရရင်ကောင်းမှာပေါ့နော်အဲ့ချိန်ညာတော့မိုးဆက်စိတ်ဝင်စားရဟုတ်ဒရာမာအဲ့လိုမျိုးရှိနိုင်ငံသားလိုမျိုးပေါ့ဟုတ်တယ်ဟုတ်တယ်